ိုရီးယားနိုင်ငံရဲ့စူဂျင်းဝင်အမည်ဆုံး rap battle ပြိုင်ပွဲတွေမှာဝင်နာစုကိုသိမ်းပိုက်ထားနိုင်တဲ့အမျိုးသမီး rapper တအူသူကတော့ကိုရီးယားမှာရှာရှာပပအမျိုးသမီး rapper တွေရဲ့မှာအတောက်ပါဆုံးနဲ့အသက်ငယ်ဆုံးစီးရင်လီယောင်ချီပဲဖြစ်ပါတယ် ဒေအောင်ကြီးဟာ2000ခုနှစ်ပါတယောက်ဖြစ်ပြီးတော့ငရဲစင်မှာတာမန်ဘွားတစ်ခုကိုဖြတ်တန်းနေထိုင်လာရင်းနဲ့သူ့အသက်18နှစ် high school ကျောင်းသူအရွယ်မှာ red ura တာကိုစပြီးတော့ဝါသနာပါလာခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူဟာအပျော်တမ်း red ura ကနေနောက်ပိုင်းမှာတော့ဒီ red ura တာကိုအရန်ကိုမှယူသွတ်တဲ့ကောင်မလေးတယောက်ဖြစ်လာတယ်။အဲရန်ယူရတာကိုယူတွတ်တဲ့သူတယောက်အနေနဲ့အဲလီအောင်ကြီးကသူ့ရဲ့အရေးချင်းတွေကိုထုတ်ပြဖို့အတွက်အခွင့်အရေးတစ်ခုရခဲ့ပါတယ် အဲ့ဒါကတော့2019ခုနှစ်မှာကျင်းပခဲ့တဲ့ High School Rapper 3ဆိုတဲ့အဲဒီ rapper တဲ့ပြိုင်ပွဲပါဒီပြိုင်ပွဲကကိုရီးယားမှာရှိတဲ့ကျောင်းပေါင်းစုံကအရင်ချင်းရှိတဲ့ rapper လူငယ်ခြေတဲ့တွေတဲ့ကျင်းပပေးတဲ့ပွဲပါလီယောင်ကြီးကအဲ့ဒီပြိုင်ပွဲရဲ့ origin အဆင့်ဒီလူရွေးခံရတဲ့အချိန်မှာသူ့အသက်18နှစ်ဒီ red jute သက်တမ်းအား6လလောက်ပဲရှိသေးတဲ့ကောင်မလေးတယောက်အဲ့ဒါကြောင့်ပဲဒိုင်းနီယာသူ့ကို short တွေ့မိတယ်ပေါ့နော်။ဘယ်ဖန်ကျင်းတော်မှာလဲဆယ် 반년안됐어요.와,와,이건좀놀라운데.재능있네,그럼.다음에레지던트내야막튼다라래보이로예친요.파르미바씨니래리양지하뚜의아까운서레스키리고짠외뜻신진뜻신진지마빠따이네브렉캐리어고샤올란다6라라고베씨리데차퇴마리디역가뚜의조사아토무네타이탄네하이스쿨래퍼시즌3짠외의위너디역핏라래아티바베. ဝင်လာရပြီတဲ့နောက်ပိုင်းမှာ red တွေယုံရင်တချင်းတွေလုံရင်းနဲ့ဒီအထိုက်တင်လျောက်အောင်မြင်မှုတွေရခဲ့တယ်ဆိုပေမဲ့စိန်ခေါ်ရတာကိုကြိုက်တဲ့လီယောင်ကြီးတယောက်ကတော့ဒီ2022ခုနှစ်မှာကျင်းပခဲ့တဲ့ show me the man ဒီ season 11မှာဒုတိယတစ်ခေါက်ထပ်ပြီးတော့ရှင်းပြခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ပြိုင်ပွဲ season နဲ့သူတွေဘက်ကပြိုင်ပွဲကို attention ပို့ရဖို့လီယောင်ကြီးကိုပါဝင်ရှင်းပြဖို့ဖိတ်ထားတာ ဘာဘာညာညာဆိုပြီးတော့ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။အဘာပဲနေဒီပြိုင်ပွဲအစမှာကလေးကလီယောင်ကြီးကိုယ်တိုင်ပြောပုံအရဆိုလို့ရှိရင်သူ့ရဲ့ဒီ red ရွတ်တဲ့အရေးချင်းစစ်မှန်ကိုထပ်ပြီးပြကျင်လို့တာဒီပြိုင်ပွဲကိုလာပြိုင်တာလို့သူကိုယ်တိုင်ထုတ်ပြောခဲ့ပြီးတော့အဲ့ဒီပြိုင်ပွဲရဲ့ audition အစင်မှာကလေးကကိုရီးယားရဲ့နာမည်ကြီးဆိုတော့ Jepha ရဲ့ရွေးချယ်မှုကိုခံရပြီးတော့ပြိုင်ပွဲနောက်တစ်ဆင့်မှာသူကိုယ်တိုင်လည်း Jepha ရဲ့တင်းတဲ့ကိုဝင်ပြီးတော့ဆက်လက်ရှင်ပြိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ အရင်ကတဲ့ပိုကောင်းပိုမိုက်တဲ့ rescue တွေကို rapper ယောက်ျားလေးတွေအများကြီးနဲ့တန်းတူရှင်ပြိုင်ခဲ့ရကနေနောက်ဆုံးမှာတော့1သိန်းတစ်ထောင်တန်းစုဖြစ်တဲ့ winner စုကိုပါသိမ့်ပိုက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းနှစ်တွေမှာတော့ရောင်ကြီးရဲ့အောင်မြင်ဆုံးအခိုက်အတန့်တွေရောက်လာခဲ့ပါတယ်။နိုင်မကြီးအဆိုတော်တွေနဲ့ collect တွေလုပ်ပြီးတော့တချင်းတွေထုတ်တယ်။နောက်60 fantasy ဆိုတဲ့သူ့ရဲ့ပထမဆုံး air ban ကိုထုတ်ဝေနိုင်တဲ့အထိအောင်မြင်ခဲ့တာပါ။ ။လီယောင်ကြီးကစကားပြောပွင့်လင်းပြီးတော့ပေါ်ပွား lifestyle နဲ့နေတတ်တဲ့သူဖြစ်တာမို့လို့ဒီလူငယ်ပြိတ်သက်တော်တော်များများရဲ့အားပေးမှုကို ပို့ပြီးတော့ရတယ်။အာသူ့ရဲ့အားသာချက်ကိုသိနေလီယောင်ကြီးက YouTube channel တခုထောင်ပြီးတော့ဒီကိုရီးယား celebrity တွေကမကပါဘူးနော်။ဒီ international တွေကအထူးပညာရှင်တွေကဖိတ်ပြီးတော့အဲဗီဒီယိုတွေလုပ်တယ်။ဗီဒီယိုတွေဖန်တီးနေတာကလေသူ့ရဲ့ fan တွေကိုဆွဲဆောင်နေတဲ့အချက်တွေတွေကတခုပဲဖြစ်ပါတယ်။ ။အခုလက်ရှိမှာတော့သူ့ရဲ့ social media platform တော်တော်များများက follower တန်းနဲ့ကြီးတဲ့အားပေးမှုကိုရထားတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ဒီယောက်ကြီးကအကလည်းတော်ပြီးတော့စကားပြောစွမ်းရည်လည်းကောင်းတဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီကိုရီးယားရဲ့ TV show တွေမှာလည်း presenter အနေနဲ့တင်ဆက်နေပြီးတော့သူကြိုက်တဲ့တချင်းတွေကိုလည်းဆက်လုပ်နေပါတယ်။အလီယောင်ကြီးစီရနေတင်ယူလိုက်ရတာကတော့အဲသူ့လိုမျိုးဖက်ဖက်ကထူးချွန်တဲ့ဒုတိယဖြစ်ဖို့ဆိုလို့ရှိရင်အစိန်ခေါ်မှုအစ်စ်တွေကိုလိုရဲဖို့ရအလုပ်ကောင်းတွေလုပ်နေလို့ရှိရင် ရက်ဆက်ရလက်ကောင်းနေရမယ်ဆိုတဲ့အချက်တွေကိုတော့တင်ယူလိုက်ရပါတယ်။အာလီယွန်ချင်းကတော့သူ့ရဲ့အမှုပညာလမ်းကြောင်းမှာပို့ပြီးတော့တောက်ပါတဲ့ကျဲလွင့်နေတဲ့ရှိနေဦးမယ်ဆိုတာကိုအာကျွန်တော်ပါဝင်သူ့ကိုချစ်တဲ့သူ့ရဲ့ fan တွေသူ့ရဲ့ပရိသတ်တွေအားလည်းတုံ့ပြန်နေမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။အဲနောက်ထပ်ဘလို့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့တည်ကျင်လဲဆိုတာလည်း comment မှာရေးသွားပေးလို့ရပါတယ်။အာကျွန်တော်တော့ပြေးပါ ။အကျွမ်းရဲ့ channel လေးကိုလည်း like and follow နဲ့အတူပေးရခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲအဆစအရာစင်ပြကြပါစေလို့ဒီနေ့ကနေဆန္ဒပြုလိုက်ပါတယ်။အနောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲတက်တာပါ။ See you guys.